နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ကအမှတ်3စစ်ကြောရေးနဲ့တဲခိုရေးတပ်မှပြည်သူ့စစ်မှုထမ်းတအုပ်ကိုအိတ်ဆောင်အတူနေတဲ့တန်နေစစ်သားကကက်ကြီးနဲ့ထိုးတက်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တေဆုံးသွားတဲ့သူဟာရထပတ်တဲ့မိထီလာကပြည်သူ့စစ်မှုထမ်းစစ်သားကိုနန်းဆောင်ဆိုသူဖြစ်ပြီးတော့ဇွန်လ10ရက်နေ့ခမင်းစားချိန်ကျွေးမွေးရေးကိစ္စတွေဆောင်ရွက်နေတဲ့အချိန်နဲ့ တန်းစီတဲ့အချိန်လေးမှာအချင်းများရံဖြစ်ပြီးတဲ့နောက်အခုလိုမျိုးကက်ချင်းနဲ့ထိုးတက်ခံရတာလို့သိရပါဗါးစကားများရံဖြစ်ပြီးတော့ည7:00နာရီလောက်အချိန်မှာအယက်မူးနေတဲ့တန်နေစစ်သားကအိတ်ဆောင်အပြင်ဘက်မှာအသည့်ဆောင်းဆိုင်နေပြီးတော့ဒေဆုံးသူပြည်သူစစ်မှုထမ်းအပေါ့သွားရန်ထွက်လာတဲ့အချိန်အင်းသားကိုလိုက်ပြီးတော့ကက်ချင်းနဲ့လယ်ဘင်းကိုအချက်ပေါင်းများစွာထိုးတက်ခဲ့တယ်လို့သိရပါဗျ။ပြည်သူ့စစ်မှုထမ်းကိုနန်းဆောင်ကအခင်းပြပွားတဲ့နေရာမှာမသိဆုံးသေးပဲ တပ်စည်းကန်းကနေတဆင့်ဂရင်တထောင်စည်းရုံကိုပို့ဆောင်တဲ့အချိန်လမ်းခုလတ်မှာတိတ်ဆုံးသွားတယ်လို့သိရပါဗါတယ်။တိတ်ဆုံးသူပြည်သူစစ်မှုထမ်းတဲ့ကျူးလွန်သူစစ်သားဟာတက်တူထောက်ပို့တက်ကဖြစ်တာကြောင့်ကကပန့်ညွှန်ကြားရေးမှူးရောက်ရှိလာကဆဲဆိုချိန်မောင်းသွားခဲ့တယ်လို့တက်တွင်းသတင်းအမြင့်ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။